မင်္ဂလာပါဒီဗီဒီယိုမှာတော့ special verb တွေဖြစ်တဲ့ verb to be verb to do verb to have မှာနောက်ဆုံးကြန့်ရှင်းနေတဲ့ verb to have ရဲ့ past tense ကိုပြောပြပါမယ်အဲ့တော့ပြောခဲ့တဲ့အတိုင်းပဲ special verbs တွေဆိုတာက အာတခြား verb တွေနဲ့မတူဘဲနဲ့သူကအကူကရိယာအနေနဲ့ရော auxiliary အနေနဲ့ရောသုံးတာဖြစ်တဲ့အတွက်ကြောင့်အခြား verb တွေထပ်ပို့ပြီးတော့နားလည်ရခက်တယ်။ဒါကြောင့်မို့လို့ဒါတွေကိုအရင်ကြိုပြီးတော့မှပြောပြနေတာဖြစ်တယ်။ဒါတွေကိုနားလည်သွားတယ်ဆိုလို့ရှိရင်အခြားသော verb တွေကိုလေ့လာတဲ့အခါမှာအရန်ကိုလွယ်သွားလိမ့်မယ်။မေးခွန်းလုပ်နည်းတွေရောအငင်းလုပ်နည်းတွေရောအကုန်လုံးတော်တော်လေးအဆင်ပြေချောမွေသွားလိမ့်မယ်ပေါ့နော်။ Okay ဒီလိုဆိုရင်အခုပြောမှာက verb to have ဲ့တော့ဒီ verb 1မှာဆိုလို့ရှိရင်သို့မဟုတ် simple present tense ပေါ့နော်အဲ့ဒီမှာဆိုရင်သိတဲ့အတိုင်းပဲ has has နဲ့ hev have ဆိုပြီးတော့မှရှိတယ်ဒါကအရှိအဗီဒီယိုတွေမှာသိချာပြပြခဲ့ပြီးသွားပြီသူက i we you they တွေနဲ့ဒီတစ်ခုတစ်ကောင်တစ်ယောက်ထက်ပိုတဲ့နော်နှစ်ခုကနေစပြီးတော့အများကြီးနေပါတော့အဲ့ဒါတွေဆိုလို့ရှိရင် H A V E have ကိုသုံးရတယ်။ Okay နော်။ဒီတော့ဥပမာ no? I have, you have, we have, they have, မမောင် and ကိုကို have, မြမြ and လှလှ have သို့မဟုတ်လို့ရှိရင်လဲ the students have, the teachers have the animals have အဲ့ဒီလိုမျိုးသွားတာပေါ့နော် he she it တွေနဲ့ဒီတစ်ခုတစ်ကောင်တယောက်တွေအတွက်ဆိုရင်တော့ဥပမာ in the sound တို့ car the zee တို့တစ်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 တွေပေါ့နော်အဲ့ဓာရီအတွက်ဆိုလို့ရှိရင်တော့ h a s has ကိုသုံးရတယ် ဟုတ်တယ်နော်ဒါဆိုရင် the dog has မောင်မောင် has မမ has စသဖြင့်ပေါ့နော်ဒါကတော့ဒါကဒီ present simple မှာညှိပုံကိုပြန်ပြီးတော့မှနှွှေးပြတာဖြစ်တယ်အခုဒီ verb 2ဖြစ်တယ်ဒီနော်ဒီ video ကအဲ့အကြောင်းကိုပြောတာဖြစ်တယ်အဲ့တော့ဒီမှာဒီ verb အ HAV have ကတခုပဲရှိတယ်ဘာလဲဆိုတော့ HAD had အဲ့တော့ဒီမှာကျတော့ I will you they လား he she it they လားမောင်မောင်မမတွေလားဘာမှစဉ်းစားနေစရာမလိုဘူး ဘယ်သို့တော့ဘလိုမျိုး subject ပြုလုပ်သူပဲလာလား HAD hat ပဲသုံးရတယ်ဒါကြောင့်မို့လို့သူကအရန်လွယ်တယ်အဲ့တော့ main verb အနေနဲ့ဆိုရင် HAD hat တခုပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒီ HAD half ရဲ့အဓိပ္ပာယ်ကအခုဒီ verb 2မှာဆို HAD hat ပေါ့နော်အဲ့ဒါရဲ့အဓိပ္ပာယ်ကတော်တော်လေးများတယ်သူကအာဒီပိုင်းဆိုင်သည် ရှိသည်သို့မဟုတ်စားသည်သို့မဟုတ်ရသည်အဲ့ဒီလိုမျိုးပေါ့နေရဒေတာအပေါ်မှာအခြေခံပြီးတော့မှဘာသာပြန်ရတယ်နေရဒေတာဆိုတဲ့ဘောကဒီနေရာမှာသူ့ရဲ့နောက်မှာဘယ်လိုလိုနောင်းနေရှိတယ်လဲပေါ့နော်ဥပမာဒါအလွယ်ဆုံးကိုပြောရမယ်ဆိုလို့ရှိရင် we had 3 cars last year ဆိုတဲ့ပုံစံမျိုးဖြစ်တယ်အဲဆိုတော့လွန်ခဲ့တဲ့ဒီနှစ်ကငါတို့မှာကား၃စီးရှိခဲ့တယ်အခုတော့မရှိတော့ဘူးမနှစ်ကငါတို့မှာကား၃စီးရှိခဲ့တယ်အဲဒီဟာကြတော့ဒါကရှိတယ်လို့အတိတ်ပဲရပြီးတော့ um we had a very good breakfast this morning ဒီမနေ့ကငါတို့ဒီဟာကြတော့စားတယ်ဆိုတဲ့အတိတ်ပဲရတယ် we had a very good breakfast this morning ဒါကြတော့ ဒီ HD hat ကစားတယ်ဘာဖြစ်လို့လဲအနောက်က a good breakfast ဆိုတဲ့ဒီကောင်းတဲ့အမတန်ကောင်းတဲ့ဒါ breakfast ဆိုတာပါတဲ့အတွက်ကြောင့်ဒါကြတော့စားတယ်လို့အတိတ်ပဲယူသွားတယ်ပေါ့နော်အာဒါပေမဲ့ဥပမာ we had a great time at the beach ။အော်ဒါကြတော့အာပိုင်ဆိုင်တာလည်းမဟုတ်တော့ဘူးစားတာလည်းမဟုတ်တော့ဘူး we had a great time have a great time ဒါ original verb ဆိုရင် have ပေါ့နော်။ဒါရဲ့အတိတ်ပဲကဒါပျော်တယ်ဆိုတဲ့အတိတ်ပဲရတယ်။အဲ့တော့ငါတို့က beach မှာကမ်းခြေမှာ အမတန်ပျော်ခဲ့ကြတယ် we had a great time at the beach နောက်ဥပမာတစ်ခုကိုပြောရရင် i had a shower before work this morning ဒီနေ့မနေ့ကငါ before work အလုံးမလုံးခင်မှာအာရေချိုးခဲ့တယ်ဒါကြတော့ have a shower ဆိုတဲ့ verb ပေါ့နော် verb 2လောက်ထားတဲ့အခါကျတော့ had a shower မလုပ်တာလဲရေချိုးတာဟုတ်ပြီနော်အဲ့ဒီလိုမျိုး အတိတ်ပဲပြန်ရတယ်ဒါဆိုရင် I had a bad day at work today ဆိုလို့ရှိရင်ကြတော့ဒီနေ့ငါအလုပ်မှာအဆင်မပြေဖြစ်ခဲ့တယ်လို့အဓိပ္ပာယ်ရတယ်။အဲ့တော့အလုပ်မှာဆိုးရွားတဲ့နေ့တစ်နေ့ရခဲ့တယ်ဆိုတဲ့သဘောကငါအလုပ်မှာအဆင်မပြေခဲ့ဘူးဒီနေ့ I had a bad day today at work ဒါမှမဟုတ် I had a bad day at work today စသဖြင့်အဲ့ဒီလိုမျိုး ပြောရတယ်အဲ့တော့လိုရင်းပြောချင်တာကဒီ HAD had ဒီ original အဖြစ်တော့ infinitive က HAF have ပေါ့နော်ဒါကသူကအာကြည့်တော့တာပေါ့နော်ဟို I have a car တို့ I have, we have breakfast every day တို့ကတော့အဲ့လိုမျိုးဒီစားတယ်ပိုင်ဆိုင်တယ်အနေနဲ့ပြောရင်ကြတော့လွယ်တယ်လို့ထင်ရပေမဲ့အခြားသောဒီနောင်းနေနဲ့ပေါင်းလိုက်တဲ့အခါကျတော့အဓိပ္ပာယ်ကအများကြီးကွဲထွက်သွားတာရှိရဲ့ဒါကြောင့်မို့လို့ဒီအနောက်ကနောင်းနေကို တွဲပြီးတော့တွဲပြီးတော့မှတ်ထားရတယ်เนาะအဲ့ဒါလေးကိုသေချာလေးပြောချင်ပါတယ်เนาะတကြရင်ပောက်ကြရတယ်ဘာသာပြန်တာတွေဖြစ်တတ်တယ်ဟုတ်ပြီเนาะဒီလိုဆိုရင်ဒီမှာသိဖို့ကအခုဒီဗီဒီယိုမှာပေးမဲ့ဟာက HAD heart ကို main verb အနေနဲ့သုံးတာဖြစ်တယ် auxiliary အနေနဲ့သုံးတာမဟုတ်ဘူးဟုတ်ပြီเนาะဥပမာလေးတွေကိုဆက်ပြီးတော့ကြည့်ရအောင် I had a meeting this morning ဒီမနေ့ကငါမှာ CW ရှိခဲ့တယ် I had a meeting this morning I had a meeting this morning ဟုတ်ပြီเนาะတကယ်လို့ဒီနေရာမှာ I had a class this morning So in jaro. I had a class ငါမှာ class ရှိခဲ့တယ်ဒီမနေ့ကဆိုတာကြတော့ဒါကအတန်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဒါတော့ဟိုကိုကအကြောင်းသားဆိုလို့ရှိရင်တော့ငါဒီနေ့မနေ့ကအတန်းတက်ခဲ့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ကိုကတကယ်လို့ဆရာဆိုလို့ရှိရင်တော့ I had a class this morning ဆိုရင်ဟဲငါဒီမနေ့ကအတန်းသင်ခဲ့ရတယ်အဲ့ဒီလိုမျိုးပေါ့နော်ဒါသင်တာလားသင်ယူတာလားဆိုတာကတော့ကိုကကျောင်းသားလားဆရာလားဆိုတဲ့အပေါ်မူတည်တာပေါ့โอเคနော် I had a class this morning I had a class this morning. I had a meeting this morning. စသဖြင့်ဟုတ်ပြီเนาะ။အင်းဒီစားရဆိုတဲ့ပုံစံနဲ့တစ်ချက်ကြည့်ရအောင်။ I had mohenga for breakfast this morning. I had mohenga nga mohenga စားခဲ့တယ်။ဒါကြတော့အစားအသောက်ကနောက်ကလိုက်တဲ့အတွက်ကြောင့်ဒီ had ကစားရဆိုတဲ့အဓိပ္ပာယ်ရတယ်။ I had mohenga for breakfast um this morning. ဒီမနက်ကမနက်စာမောင်ဟင်းကစားခဲ့တယ် we had a good meal together we had a good meal together တကယ်လို့တငယ်ချင်းတွေကပြန်တွေ့တယ်ဆိုပါစို့နော် oh we had a good meal together ငါတို့အတူတကွာ a good meal စားခဲ့ကြတယ်အဲ့တော့ meal ဆိုတာကဒီတနတ်စားတာကိုခေါ်တာဖြစ်တယ်အဲ့တော့ good meal ဆိုတော့ဒီငါတို့အစားကောင်းကောင်းကိုအတူတူစားခဲ့ကြတယ်လို့အနည်းဆက်ဆုံးဘာသာပြန်လို့ရတာပေါ့နော် we had a good meal together um we had pizza last night မနေ့ညကငါတို့ပီဇာစားခဲ့တယ် we had pizza last night we had pizza last night โอเคဒီလိုဆိုရင်ဒီဟာကိုအငင်းပြောင်းစီမယ်အငင်းပြောင်းတဲ့အခါကျတော့ဒီဟာအာဒီပြောခဲ့တဲ့အတိုင်းပဲ auxiliary verb တော့လို့ရတယ်เนาะအငင်းအငင်းဆိုတာကိုပြဖို့ရယ် be tense နဲ့သုံးတယ်လဲဆိုတာကိုပြဖို့ရယ်ကဒါ auxiliary verb တွေကဆောင်ရွက်တာဖြစ်တယ် အဲ့တော့ဥပမာအော်ငါကဒီမနက်က breakfast မစားခဲ့ဘူးလို့ပြောချင်တယ်အဲ့တော့ i ဆိုပြီးတော့မှအငင်းထဲတယ် didn't လို့တောင်းရတယ် i didn't have လွယ်ပါတယ်เนาะအဲ့တော့အများရန်ပြောခဲ့တဲ့အတိုင်းပဲဒီ didn't တို့ do not ပေါ့เนาะဒီ didn't တို့ don't တို့ doesn't တို့အရှိပြောမယ်ဆိုရင်တော့ did not အာ do not does not စသဖြင့်ဒီ do တွေ does တွေ did တွေပါရင်အငင်းမှာပဲဖြစ်ဖြစ်မေးခွန်းမှာပဲဖြစ်ဖြစ် okay ဒါတွေပါတယ်ဆိုလို့ရှိရင်ဒီအနောက်ကလိုက်တဲ့ verb မှာ infinitive ဖြစ်ရတယ် main verb မှာ infinitive ဖြစ်ရတယ်ဟုတ်ပြီနော်ဒီတော့ had had လို့ပြောလို့မရအောင်နော် i didn't had ဆိုပြီးလုံးလို့မရဘူး I didn't have ဆိုပြီးတော့မှာ have have ကို ပြောင်းပေးရတယ် I didn't have breakfast this morning I didn't have breakfast this morning. လွယ်တယ်နော်။ဒါဆိုရင်မနေ့ညကငါညနေစာမစားခဲ့ဘူး။ဒါလွယ်သွားပြီလေ။ပြန်ပြီးတော့မှအစားသွင်းရုံပဲနော်။ဒီတော့ I didn't have dinner last night. I didn't have dinner last night. ဒါဆိုရင်မနေ့ကငါနေ့လယ်စာမစားခဲ့ဘူးဆိုဘယ်လိုပြောမလဲ။နေ့လယ်စာက lunch မနေ့ကက yesterday did I didn't have lunch yesterday. I didn't have lunch yesterday. I didn't have lunch yesterday. Oh, you know? ဒီလိုဆိုရင် di i didn't have တလုံးနဲ့တော်တော်လေးအလုတ်ဖြစ်တယ်လို့ပြောရမယ်เนาะအတိတ်ကာလမှာတော့ငါမစားခဲ့ဘူးမရှိခဲ့ဘူးမပြောခဲ့ဘူးအဲ့ဒီလိုမျိုးတွေပြောတဲ့အခါမှာသူမဟုတ်လဲရေးမချိုးခဲ့ဘူးစသဖြင့်ဒီအနောက်ကနောင်းကိုဒီ have ရဲ့အနောက်ကဘယ်နောင်းလိုက်တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အတိတ်ပဲဟာပြောင်း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 သွားရတယ်ပေါ့เนาะအဲ့ဒါဆိုရင်ဥပမာဒါခုနကရှိတယ်ဆိုတဲ့အတိတ်ပဲ ਨੇ ပြောရမယ်ဆိုရင် I didn't have any problem there. Ngaga any ma mapyatana ma mishi khebu. Any sura bama sura adebe. No? Mapyatana ma any problem. Any problem there. There is what any niyama. Aro ngaga any niyama. Mapyatana ma mishi khebu. I didn't have any problem there. Diro di I will use the he she it. ဘာပဲလာလာသူမဟုတ်မောင်မောင်နေမမတွေပဲဖြစ်ဖြစ်ចောင်းသားတထောင်ပဲဖြစ်ဖြစ်ဆရာတယောက်ပဲဖြစ်ဖြစ်နွားအကောင်တရာပဲဖြစ်ဖြစ်ဘလိုမျိုး subject ပဲလာလာ မလုတ်ဘူးမလုတ်ခဲ့ဘူးပေါ့နော်အဓိကတော့ above 2ဆိုတော့မလုတ်ခဲ့ဘူးမလုတ်ခဲ့ဘူးမရှိရဘူးစသဖြင့်ပြောခြင်းလဲဆိုရင် didn't have ပဲသုံးရတယ်အခြားဒီဘာတွေညာတွေစဉ်းစားနေကြရမလို့ဘူးအ ਨੇ တွေအများတွေအဲ့ဒါတွေစဉ်းစားနေကြရမလို့ဘူး didn't have ဒီလိုဆိုရင်ရတယ်အဲ့ဒါဆိုခုနကပြောတဲ့ငါတို့ကအဲ့ဒီမှာဘာပြဿနာမှမရှိခဲ့ပါဘူးဆိုရင် အိုင်နေရာမှာ we ဆိုတာလေအစားထိုးပေးရုံပဲဒီတော့ we didn't have any problem there we didn't have any problem there ဒါဆိုရင်ငါဒီမနေ့ကရေမချိုးခဲ့ဘူးဆိုပြောတယ်လားခုနကပြောတဲ့ရေချိုးတယ်ဆိုတဲ့ verb ကိုမှတ်ထားရတယ်နော် have a shower ဒီတော့အနောက်က shower ပါရင် ရေချိုးတယ်လို့အဓိပ္ပာယ်ရသွားတယ်ဒီတော့ I didn't have a shower this morning. I didn't have a shower this morning. ဟုတ်ပြီနော် I didn't have a shower this morning. အခုပြောနေတဲ့ဒီ verb to have ပေါ့နော်ဒီ verb to have ကဒါ main verb အနေနဲ့သုံးတာနော်ဒီမှာဆိုရင် auxiliary က did not ဖြစ်တယ်နော် auxiliary က did not ဖြစ်တယ် main verb က အဲဒီ HIV have ပေါ့နော်အဲ့လိုမျိုးအဲ့ခါကျတော့ဒီ main valve နေရာမှာအခြားသော valve တွေလည်းထည့်လို့ရတယ်နော်ဟိုပြောချင်တဲ့သဘောကဥပမာသူမကသူ့ကိုကျေးဇူးမတင်ခဲ့ဘူးဆိုရင်သူမကဆိုတော့ she didn't ပြီးရင် have နေရာမှာ THANK thank ကျေးဇူးတင်တယ်ဆိုတော့ verb ကိုအစားထိုးရုံပဲနော် she didn't thank him she didn't thank him သူကငါ့ကိုကျေးဇူးမတင်ခဲ့ဘူး he didn't thank me he didn't thank me he didn't thank me he didn't ကအရှေ့ရေးမယ်ဆိုလို့ရှိရင်တော့ did not เนาะဒါကတော့ကိုယ့်ဘာသာကိုယ်သေချာလေးမှတ်ထားပေါ့ဟုတ်တယ်မလား तू ကအဲ့ဒီကိုမသွားခဲ့ဘူးဆိုရင် he didn't go there ဒါလေးပဲလေအဲ့တော့ဒီ have ဆိုတဲ့နေရာမှာ go ပဲထက်ထက် eat ပဲထက်ထက် come ထက်ထက် sleep ပဲထက်ထက်ကိုကဘလို့အဓိပ္ပာယ်နဲ့ပြောချင်လဲဆိုတဲ့ဟာကိုပေါ့မူတည်ပြီးတော့ verb တွေကိုထည့်သွားလို့ရတယ်ဒီမှာဟိုအဓိကအဓိကအဓိကပြောချင်တာကဒီအခုပြောနေတဲ့ဒီ i didn't have we didn't have ဆိုတာတွေမှာပါတဲ့ have က main verb ဆိုတာကိုပြောချင်တာဖြစ်တယ်ဥပမာ ငါကသူ့ကိုကျေးဇူးတင်ဖို့ရာအခွင့်အရေးမရခဲ့ဘူးအဲ့တော့ main verb ကဘာလဲဆိုတော့မရခဲ့ဘူးအခွင့်အရေးမရခဲ့ဘူးဘာလို့ဖို့လဲကျေးဇူးတင်ဖို့ရာဒီတော့အခွင့်အရေးမရခဲ့ဘူး I didn't have a chance I didn't have a chance to thank him. I didn't have a chance to thank him. I didn't have a chance to thank him. ဟုတ်ပြီနော်ဒီလိုဆိုရင်ငါအဲ့ဒီကိုသွားဖို့ရအခွင့်အရေးမရခဲ့ဘူး I didn't have a chance to go there. I didn't have a chance to go there. ငါ thank you လို့ပြောဖို့ရအခွင့်အရေးမရခဲ့ဘူး I didn't have a chance to say thank you. I didn't have a chance to say thank you. I didn't have a chance to say thank you စသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးပြောလို့ရတယ်ငါပတ်စံစုဖို့ရအခွင့်အရေးမရခဲ့ဘူး I didn't have a chance to save money I didn't have a chance to save money ဟုတ်ပြီနော်ဒီလိုမျိုးကိုကအစားထိုးထိုးပြီးတော့မှပြောသွားလိုက်ရုံပဲနော်ကိုလဲရင်လဲတယ်လို့လုပ်လို့ရပါတယ်ဟုတ်တယ်မလားနော်အဲ့တော့ဒီဟာကို မေးခွန်းလုပ်မယ်ပေါ့နော်အခုဒါအငင်းပြီးသွားပြီဆိုတော့မေးခွန်းမှာထုံးစံအတိုင်းပဲလာမေးခွန်းကအရင်စပြီးတော့မှလုပ်ကြည့်မယ်နော်လာမေးခွန်းဆိုတဲ့သဘောကအာဒါဟုတ်သလားဒီလိုလားဆိုတဲ့ဒီလားနဲ့မြန်မာမှာဆိုလို့ရှိရင်အဆုံးသတ်တဲ့မေးခွန်းတွေပေါ့နော်အဲ့တော့အင်္ဂလိပ်မှာဆိုရင်ဒါတွေကို yes no question လို့ခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့ပြန်ပြီးတော့မှဖြေတဲ့အခါကျတော့ဥပမာ um do you understand my english မင်းငါရဲ့အင်္ဂလိပ်စာကိုနားလည်လားလို့မေးတဲ့အခါကျတော့နားလည်တယ်ဟုတ်ကဲ့မဟုတ်ဘူးအဲအဲ့လိုမျိုးပါနားလည်တယ်မလည်ဘူးဒီလောက်ပဲ yes no လောက်ပဲဖြေရတာဖြစ်တဲ့အတွက်ကြောင့်ဒါကို yes no question လို့ခေါ်တာဖြစ်တယ်โอเคเนาะဒီတော့ဟိုတူတာပေါ့เนาะဖြေတဲ့ပုံကတူတာပေါ့เนาะအခုဒီမှာဒါ verb 2ဖြစ်တဲ့အတွက်ကြောင့် did you did you did you have အဲ့လိုဖြစ်မယ်နော် did ကိုရှေ့တင်မယ်အဒီ did ကမေးခွန်းဆိုတာကိုပြသလိုဒီ verb 2ပေါ့ a past tense ဆိုတာကိုဒီ did ကပဲပြတယ်အဲ့တော့ဒီ did ပါတဲ့အတွက်ကြောင့်အနောက်ကလိုက်တယ်ဒီ subject ပေါ့နော် subject ရဲ့အနောက်က verb ပေါ့အဲ့တော့အဲ့ဒီ verb မှာ uh, infinitive ပဲဖြစ်ရတယ်ဥပမာ did you have did you have a chance ခုနဟာပဲပြန်လုပ်ကြည့်မယ် did you have a chance to thank him သူ့ကိုမင်းကျေးဇူးတင်ဖို့အခွင့်အရေးရောရခဲ့ရလား did you have a chance to thank him တကယ်လို့မင်းကအဲ့ဒီကိုသွားဖို့အချိန်ရခဲ့ရဲ့လားဆိုတော့ did you have time have time အချိန်ရတယ် did you have time to go there did you have time to go there အလိုနော်မင်းညနေစာချက်ဖို့အချိန်ရခဲ့ရဲ့လား did you have did, did you have the loan နဲ့တော်တော်လေးအဆင်ပြေရနော်စကားပြောမှာလဲဒါတော်တော်လေးအသုံးဝင်နေပြောရမယ် did you have did you have time to cook dinner did you have time to cook dinner ဒါဆိုရင်မင်းမနေ့စာစားဖို့အချိန်ရောရခဲ့ရဲ့လားဟုတ်ပြီနော်ဒါဆိုရင်မနေ့စာစားတာက eat breakfast အဲ့တော့ did you have time မင်းအချိန်ရခဲ့ရဲ့လားဘာလုပ်ဖို့လဲဆိုတော့ to eat breakfast did you have time to eat breakfast did you have time to eat breakfast မင်းစာလေးလာဖို့ရာအချိန်ကိုရခဲ့ရလားအဲ့တော့စာလေးလာတာက to study လို့တုံးတုံးရင်ရပြီနော်ဒီတော့ did you have time to study did you have time to study did you have time to study တကယ်လို့ဒီနေရာမှာမင်းအင်္ဂလိပ်စာသင်ဖို့ရာသင်ယူဖို့ပေါ့နော် အချိန်ကိုရခဲ့ရလားအချိန်ရခဲ့ရလား Did you have time to study English? Did you have time to study English? Did you have time to study English? ဒါတော့ဒီ English နေရာမှာအာဒီအခြားသောကိုထည့်ခြင်းနဲ့ language တွေထည့်လို့ရတာပေါ့ Did you have time to study Korean? Did you have time to study Chinese? Did you have time to study Italian? Did you have time to study Spanish? Did you have time to study French? Did you have time to study German? Did you have time to study um ဒါဘာထက်အကောင်းမလဲ um burmese burmese ပေါ့နော်မြန်မာစကားသင်ဖို့မေးအချိန်ရခဲ့ရလားမြန်မာနိုင်ငံခြားသားတယောက်ကိုမေးလို့ရတာပေါ့နော်အာနိုင်ငံခြားသားတယောက်ကမြန်မာပြည်မှာနေသွားခဲ့တယ်ပေါ့နော်အဲ့တော့မှနောက်တော့ကိုနဲ့တွေ့တဲ့အခါကျတော့ oh did you have time to study burmese အဲအဲ့ဒီလိုမျိုးလေးပေါ့နော်ဟုတ်နော်ဒါဆိုရင်ဒီ did you have တလုံးနဲ့နေတာတော်တော်လေးအဆင်ပြေတယ်လို့ပြောရမယ်ဒါဆိုရင် မင်းမနေ့ကရေချိုးခဲ့ရလားဆို Did you have a shower this morning? ဟုတ်ကဲ့နော် Did you have a shower this morning? မနေ့ကညနေစာစားခဲ့ရလားဆို Did you have a uh, dinner last night? Did you have dinner last night? Did you have dinner last night? စသဖြင့်အဲ့ဒီလိုမျိုးလေးတွေပြောသွားလို့ရတယ်ပေါ့နော်အဲ့တော့ပြောခဲ့တဲ့အတိုင်းပဲဒီဒီ did you ပေါ့ did you ရဲ့အနောက်မှာသုံးတာဖြစ်တဲ့အတွက်ကြောင့် did က auxiliary ဖြစ်ပြီးတော့မှဒီ have က main verb ဖြစ်တဲ့ ဒီတော့ဒီ half နေရာမှာအခြားသော verb တွေလည်းထည့်သွားလို့ရတယ်နော်အဲ့တော့ဥပမာမေမနေ့ကအိပ်ပျော်ခဲ့ရလားဆိုရင်ကောင်းကောင်းအိပ်ပျော်ခဲ့ရလားဆို Did you sleep well ဒီလိုလေးသွားရုံပဲလေ Did you sleep well မင်းအဲ့ဒီကိုသွားခဲ့သလားဆို Did you go there Did you go there အဲ့ဒီလိုမျိုးပေါ့နော် Okay နော်ဒါဆိုရင်ဒီမှာကြံတာကဘာလဲဆိုတော့လာမေကွန်းပြီးသွားပြီဆိုတော့လဲမေကွန်းကြံတယ်ဒီတော့လဲမေကွန်းတွေကထုံးစံအတိုင်းပဲဘာတွေနဲ့စလဲဆိုတော့ ဒီ WH question တွေနဲ့စတယ်ပေါ့နော်ဒီ WH question တွေဆိုတာကဒီ WH ဆိုတဲ့စကားလုံးတွေနဲ့စတယ်အဲ့မှာအဲတခုထူးခြားချက်ရှိတာကဒီ how လဲပါတယ်နော်ကိုသုံးကျင်တဲ့ဒီ WH နဲ့အစပြုတယ်ဒီ make စကားလုံးပေါ့အဲ့ဒါကိုရှေ့ထုတ်မယ်ပြီးရင် did auxiliary verb ဖြစ်တဲ့ did ကိုရေးမယ်ပြီးရင် subject ရေးမယ်ပြီးရင် have ရေးမယ်ဒါလေးပဲဥပမာ what did you have for breakfast what did you have for breakfast breakfast အတွက်မင်းဘာစားခဲ့တယ်လဲ I mean breakfast ဘာစားခဲ့လဲပေါ့မနေ့စာဘာစားခဲ့လဲ -me, What did you have for lunch What did you have for lunch What did you have for lunch What did you have for dinner last night What did you have for dinner last night? မင်းညကမင်းညနေစာဘာစားခဲ့တယ်လဲ? What did you have for dinner last night? ဟုတ်ပြီနော်။ဒီလိုမျိုးလေးတွေအစားထိုးပြီးတော့ပြောသွားရုံပဲ။အဲတို့မဟုတ်တကယ်လို့ပေါ့နော်။မင်းကအချိုပွဲကိုဘာစားခဲ့တယ်လဲဆိုအချိုပွဲက dessert What did you have for dessert? What did you have for dessert? ဟုတ်ပြီနော် What did you have for dessert? Dessert လို့အတန်းထွက်တယ်နော် Dessert ဆိုတာကအသေးကန်နာရဖြစ်တယ် Dessert ဆိုတာကအချိုပွဲဖြစ်တယ်မမှားနဲ့ပေါ့နော် Dessert dessert okay နော်ဒါဆိုရင်နောက်မွှမ်းနဲ့မေးကြည့်ရအောင်မွှမ်းကကြတော့အာဒါဘယ်အချိန်လဲဆိုပေါ့နော်အဲ့တော့ When did you have your last vacation? When did you have your last vacation? vacation uh, all year ba last vacation so da now so je me be rong ga all when did you have your last vacation when did you have your last vacation me english sa tan go be rong ga when did you have your english class when did you have your english class ဒါအတန်းကို hv have လုပ်တယ်ဆိုတော့ပြောချင်တာကအတန်းကို တက်တာလဲရတယ်လို့သင်တာလဲရတယ်ပေါ့နော်တကယ်လို့ကိုကចောင်းသားတယောက်ကို မေးတာဆိုရင်ကြတော့မင်းအင်္ဂလိပ်စာအတန်းကိုဘယ်တော့ကတက်ခဲ့တယ်လဲ when did you have your english class when did you have your english class တကယ်လို့ကိုကဆရာဆရာမအချင်းချင်းပေါ့နော်မေးတယ်ဆိုပါစို့အမင်းအင်္ဂလိပ်စာအတန်းကိုဘယ်တော့ကသင်လိုက်တာလဲအဲ့လိုကြတော့ ဒါပဲ when did you have your english class when did you have your english class စသဖြင့်เนาะသင်ပေးတာ ਨੇ တက်ရောက်တာ ਨੇ အဲ့လိုနေရာပေါ်မူတည်ပြီးတော့ဘသူ့ကိုမေးနေလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ကွဲသွားတယ်ပေါ့เนาะ where နဲ့မေးကြည့်ရအောင် where ကြတော့ဗမာလဲပေါ့เนาะ Where did you have? Where did you have lunch yesterday? Where did you have lunch yesterday? တကယ်လို့ဒီနေရာမှာ where did he have lunch yesterday? Where did he have lunch yesterday? သူမနေ့ကနေ့လယ်စာကိုဘမစားခဲ့တယ်လဲ။ယူနေရာမှာ he ပဲထက်ထက် she ပဲထက်ထက်မောင်မောင်ပဲထက်ထက်မမပဲထက်ထက်လူတွေအများကြီးပဲထက်ထက်ဘာပဲထက်ထက်ဘာမှမပြောင်းသွားဘူး။ကျန်တာတွေဘာမှမပြောင်းသွားဘူး။အတိတ်ပဲလေးပြောင်းသွားတယ်။ Where did he have lunch yesterday? သူမနေ့ကနေ့လယ်စာကိုဘမစားခဲ့တယ်လဲ။အဲ့တော့ဒီမှာပေါ့နော်။ လုံးဝမမှားဖို့ဟာဒီ HAV have က infinitive ပဲဖြစ်ရမယ်เนาะကိုကနေပြီးတော့မှ he လို့သုံးခြင်းတယ် he မို့လို့ဒီ HAV have ကို HAS has လောက်လိုက်မယ်လို့လုံးလို့မရဘူးเนาะ အဲ့တော်တော်များများအဲ့ဒီမေးခွန်းကိုလာမေးကြတယ်ပေါ့နော်အာရိုးရိုးပြောမယ်ဆို he has she has အဲ့ဒီလိုပြောတာဆိုတော့မေးခွန်းမှာလဲသူက he ဆိုရင် she has နဲ့တုံးကျင်ကြတယ်အဲ့လိုမဟုတ်ဘူးနော်ပြောခဲ့တာကနော်ပြောခဲ့တဲ့အတိုင်းပဲဒီ do တွေ does တွေ did တွေပါရင်ဘယ်တော့အခါမှ verb ကိုဒီ main verb ကိုညှိစရာမလိုဘူး main verb ကအာဒီ infinitive ပဲဖြစ်ရတယ်ဒါကြောင့်သူ့ဘာသူ he ပဲဖြစ်ဖြစ် she ပဲဖြစ်ဖြစ် ဒီ HIV have ပဲသုံးပါ Where did he have lunch yesterday Where did he have lunch yesterday ဟုတ်ပြီနော်ဒါပြန်ဖြေတဲ့အခါကျတော့မှ verb ကိုညှိရတယ်ဘာလို့လဲဆိုတော့ပြန်ဖြေရင်တော့ did တို့ဘာလို့မပါတော့ဘူးလေအဲ့ခါကျတော့ verb ကိုပြန်ညှိပေးရတယ်ပေါ့နော် verb 2ဆိုတာကိုပေါ်လွင်အောင်လို့ verb ကိုပြန်ညှိပေးရတယ် he had lunch at the cafeteria yesterday he had lunch at the cafeteria yesterday သူကမနေ့က coffee ဆိုင်မှာ lunch စားခဲ့တယ် he had lunch at the cafeteria yesterday အဲ့လိုမျိုး hd had နဲ့ပြောရတယ်ပေါ့နော်ဟိုတကယ်လို့ဒါ simple present tense နဲ့ပြောရတယ်ဆိုလို့ရှိရင်တော့ has has ပေါ့ဒါကတော့ဥပမာ he usually has lunch at the cafeteria အဟီနဲ့ has has နဲ့ညှိထားတယ်ဒါက the one simple present tense မှာဖြစ်တာ he has ဟုတ်ပြီနော်အခုဒါတွေက verb 2တွေဖြစ်တဲ့အတွက်ကြောင့်ဒါ verb 2ကြတော့ရိုးရိုးပြောမယ်ဆို he had တကယ်လို့မေးခွန်းဆိုလို့ရှိရင်တော့အများတမ်းပဲ have have ပဲဖြစ်ရတယ် where did he have lunch yesterday ဟုတ်ပြီနော်ဒါဆိုရင် how နဲ့မေးကြည့်ရအောင် how ကတော့ How did they have the patience to wait that long? How did they have the patience? သူတို့ကဒီစိတ်ရှည်သီးခံမှုကိုဘလို့များရခဲ့တာလဲ to wait that long long ဆိုတာကြာတာ that long ဆိုတာအလောက်အကြာကြီးလို့အဓိပ္ပာယ်ရတယ် to wait that long အလောက်အကြာကြီးစောင့်မှုရ the patience ဒီစိတ်ရှည်သီးခံမှုပေါ့နော် အဲ့တော့သူတို့ကအဲ့လောက်အကြာကြီးစောင့်ဖို့စိတ်ရှည်ဘလို့များစိတ်ရှည်ခဲ့ပါလဲအဲ့လိုမျိုးပါတော့ဟုတ်ပါပြီเนาะဒီလောက်ဆိုလို့ရှိရင်เนาะဒီ uh have go verb 2မှာဘလို့သုံးသလဲအဲတနည်းအားဖြင့် simple past ပေါ့เนาะ simple past မှာဘလို့သုံးလဲဆိုတာကိုနားလည်သွားပြီလို့ယူဆပါတယ်အဲထပ်ပြီးတော့သတိပေးချင်တာကအခုဒီသုံးသွားတဲ့ အာတုံးပြသွားတဲ့ sentence တွေမှာပါတဲ့ have have တို့မဟုတ် had had ကဒါ main verb အနေနဲ့သုံးတာဖြစ်တယ်အာ i had breakfast စသဖြင့်ပေါ့ i had a shower this morning စသဖြင့်အဲ့ဒါတွေအားလုံးဒီ main verb ဖြစ်တယ်မိန်းကွန်းမှာဆိုလို့ရှိရင်လည်းပဲအာ did you have breakfast this morning အာဒီမနေ့မင်းမင်းနဲ့စစားခဲ့ရလားဆိုတော့ဒီစားခဲ့တယ်စားတယ်ဆိုတော့အာဒီ verb have က main verb ဖြစ်တယ်ဒါမေးခွန်းဖြစ်တဲ့အတွက်ကြောင့် did က auxiliary ဖြစ်တယ်အဲ့အမှတ်ထားနော် did က auxiliary ဖြစ်တယ် now အငင်းမှာဆိုလို့ရှိရင်လည်းပဲဥပမာအာ I didn't have time to study this morning ဒီမနေ့ကငါစာချက်ဖို့ရာ အချိန်မရောက်ခဲ့ဘူး I didn't have ဒီ have က main verb ဖြစ်တယ် didn't က did ပေါ့နော်အဲ့ဒါတွေကဒါ auxiliary ဖြစ်တယ်အဲ့ဒါလေးကိုသေချာလေးမှတ်ထားပေးပါဘာဖြစ်လို့လဲဆိုတော့ HAD hat ကိုအဲဒါမဟုတ်လဲဒီ HAV hat တို့ HAR hat တို့ပေါ့လေအဲ့ဒါတွေကိုဒါ auxiliary အနေနဲ့သုံးတာတွေလည်းရှိတယ်မှတ်မိလားမသိဘူး present perfect တွေမှာသုံးတာလေ present perfect ကအာဒီအရှိရဗီဒီယိုတွေမှာအာတင်ပေးပြီးသွားပြီเนาะတေချာလေးရှင်းပြထားတယ်အဲ့ဒါကိုသွားကြည့်လို့ရတယ်အာနောက်ထပ် past perfect ကြံသေးတယ်အဲ့တော့ past perfect မှာကြတော့ head plus verb 3နဲ့သုံးတယ် main verb မဟုတ်ဘူးပေါ့အဲ့ဒီမှာကျတော့ auxiliary အနေနဲ့သုံးတာဖြစ်တယ်အခုဒီ video မှာပြသွားတာတွေအားလုံးက main verb အနေနဲ့သုံးတာဖြစ်တယ်ဆိုတာကို ပြောရင်းဒီ video ကိုဒီမှာပဲညီကုန်းချုပ်ပါတယ်တော်တော်လေးလဲရှည်သွားပြီပေါ့နော်အဲ့တော့ရှေ့ဗီဒီယိုတွေမှာဆက်ပြီးတော့ပေးပါမယ်เนาะအားလုံးပဲအာရှေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်